တခုသောနေကြည်နုချင်းခစ်တဲ့လူငယ်မောင်ဟာပကံဖျားတဆူရဲ့အောက်မှာဖုံးကိုသာအာယုံဆိုင်နေခဲ့ပါတဲ့ဖျားဆောင်နှန်းကနေသူထွက်လာချိန်မှာတော့ပဝင်းကျင်နဲ့မတူပဲလင်းလက်တောက်ပနေတဲ့ကြောက်တုံးတုံးကို တွေ့လိုက်ရပါတယ်။မောင်ဟာအဲ့ဒီကြောက်တုံးကိုထိကင်လိုက်တဲ့ချက်ချင်းမှာပဲ သူရောက်ရှိနေတဲ့ပုဂံဟာရုတ်တရက်ခစ်ပြောင်းလဲသွားပါတော့တယ်။သူဟာ ရှေးပုဂံခေရဲ့လမ်းမပေါ်မှာဦးလဲလဲရှောင်နေမိပါတယ်။မကြမီမှာပဲပကန်းစစ်သား၂ယောက်ကသူ့ရဲ့ထူးခြားတဲ့ပုံကြောင့်သူရှိုးဆိုပြီးလိုက်ဖမ်းပါတော့တယ်။မောင်ဟာ အသက်လူပြီးပြေးရပါတော့တယ်။ နောက်ကစစ်သားတွေကိုရှောင်ရင်းမျိုးရိုးကြီးတွေကပွင့်နေတဲ့တကားပေါက်တစ်ခုကနေရှော့တိုက်ပြီးအတင်းဝင်ရောက်ပစ်လိုက်ပါတယ်သူရောက်သွားတဲ့နေရာကတော့စင်တွေကိုလေ့ကျင့်တင်ကြားပေးနေတဲ့စင်ကျုံးပဲဖြစ်ပါတယ်။အဲဒီမှာတက်ကြက်တယောက်ကသူ့ကိုချက်ချင်းတားလိုက်ပြီးစစ်ဆေးပါတယ်။မင်းဘသူလဲကွာဒီထဲကိုအပြင်လူတွေဝင်ခွင့်မရှိဘူး။ ျွန်တော်လမ်းမလာတာပါ လာငါနဲ့လိုက်ခဲ့တကြက်ဟာမောင်ရဲ့စကားကိုတန်လျာရှိပေမဲ့စစ်တွေဖြစ်လို့ပကံကိုပြေးလာတဲ့ကောင်လေးမိန်ပြောနေတယ်ထင်တဲ့အတွက်လှုပ်ပေးဖို့ဆိုပြီး မောင်ကိုခေါ်ဆောင်သွားပါတယ်ဒီကောင်လေးကြီးငါသွားပြီဟုတ်ကဲ့ မောင်ဟာစင်ကိုထိဖို့ကြိုးစားနေတော့စင်အီးစီးကြီးကိုကြော့ရောက်လာပါတယ်နတ်နာမည်ဖူးကြော့ပါ ကောင်းလေးမင်းအခုမှဒီလှုပ်ဆလှုပ်တာလားကျွန်တော်ကျွန်တော်ကျွန်တော်စစ်ဖြစ်လို့ထွက်ပြေးလာတာပါဟေး လောလောဆယ်နေစရာမရှိရင်ငါအိမ်လိုက်ခဲ့လေမောင်ဟာစင်မောကိုအဖဘူကျော်ရဲ့ဒူညီနဲ့တက်နိုင်သွားပါတယ်လမ်းမှာအဖဘူကျော်ကသူ့ကိုအကြောင်းတွေမေးပါတယ်မင်းပြောတဲ့အချိန်ပြီးသွားတာတော့နားမလည်ဘူးကောင်းပါတယ်သူ့ဖီးယားကတော့အကြောင်းကျူဟောတာပဲကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်